ိုင်းနိုင်ငံဘန်ကောက်မြို့မှာမတ်လ28ရက်နေ့ကငလင်ကြောင်အထက်30ဆောက်လက်ဆအဆောက်အဦပြိုကျခဲ့ပြီးအဲ့ဒီပြိုကျမှုကြောင့်ဧပြီလ18ရက်နေ့အထိပျောက်ဆုံးသူ103ယောက်၊သေဆုံးသူ44ယောက်၊ဆေးကုသမှုခံယူနေသူ9ယောက်နဲ့ကျန်ရှိနေသူအယောက်90ကျော်ရှိရလို့သိရပါဗျာ။ အဆောက်အဦပြိုကျပြီးရက်ပေါင်း20ကျော်ကြာတဲ့အထိထိုင်းဘက်ကရှာဖွေရေးတွေဆက်တိုက်လှုပ်ဆောင်နေပါတယ်။အဆောက်အဦပြိုကျမှုမှာတေဆုံးပျောက်ဆုံးသူမြန်မာလူသား34ယောက်ပါဝင်တယ်လို့စီးရင်ထုတ်ပြန်ထားပါတယ်။ပျောက်ဆုံးမြန်မာလူသားတွေအတွက်စီးရင်ပေးတိုင်ကြားသူကအယောက်20ကျော်သာရှိသေးတာကြောင့်အလို့သမားတွေထိုက်တဲ့နဲ့နေနာကြီးရဖို့အဖွဲ့အစည်းအသီးသီးနဲ့ချိတ်ဆက်ပေးနေတဲ့အကြောင်းညီပင်ကိုရောက်နေတဲ့ WAG မြန်မာအလို့သမားကုညီဆောင်ရှောက်ရဲ့အဖွဲ့ဦးဆောင်သူကိုမုံနိုင်ကို TV သတင်းတော်ဆွဲတဲ့ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ ဟုတ်ကဲ့ပါကိုကြီးဒီဘန်ကောက်ချက်တူချက်အဆောင်ပြောကြားမှုရဲ့နောက်ဆုံးရအခြေအနေလေးကိုပြောပြပေးပါအောင်မြတ်အာအေးချင်လျာပါနော်ဒီနေ့ကျွန်တော်တို့ရက်စွဲ16ရက်နေ့ပါနော်ဒီလပိုင်း16ရက်နေ့မှာအဲဒီကစင်ရပါနော်ဒီပျောက်ဆုံးသူကတော့တော်တရားနဲ့တုံးလို့တော့သူတို့ကတီးပြသွားပြီပေါ့နော်လောကတီးပြသွားပြီဒီထဲမှာကျွန်တော်တို့မြန်မာဒီလေးသေဆုံးသူပေါ့နော်သေဆုံးသူကအောင်းပေါင်း40နဲ့4ဦးပဲရှိပါသေးတယ်ကျန်ရှိသူကအကျော်ဆေးကုသမှုက ဦးရှိတယ်ပေါ့။ဟောတက်ရှိသူကလူကြီး90ပေါ့။အခုတော့ဒီ WAG အဖွဲ့နဲ့ဂျပန်အလို့ခွင့်ရေလှူရှားတဲ့အဖွဲ့တွေတွေ့ဆုံပြီးတော့ဒီပျောက်ဆုံးတိတ်ဆုံးသူတွေအတွက်တွေ့ဆုံဆွေးနွေးခဲ့ရလို့သိရတယ်ပေါ့နော်။အဲ့ဒီအကြောင်းလေးကိုလည်းပြောပြပေးပါအောင်။အာဒီကတော့ကျွန်တော်တို့ပေါ့နော်ဒီဒေါ်ခိုင်းထဲမှာပေါ့နော်ဒီတက်တူချက်ထဲမှာအာပြန်ရှိနေတဲ့မိသားစုတွေအတွက်ပေါ့နော်။ဒါဒီ time ကတော့ပကံစကောနဲ့ပေးတာပေးတဲ့အကန့်ပေါ့နော်ဒီဖိုင်းဆိုရအားသူကလောက်သမားကြီးနဲ့ပတ်သက်တော့ပေးသွားမယ်ဒါပေမဲ့လက်ရှိမှာ ဒီမိသားစုတွေမှာရက်တီပို့ပေါ့နော်နေဖို့စားဖို့အပိုင်းတွေမှာလိုအပ်တယ်ပေါ့နော်ဒီညီမနေရောအာပြန်ပြီးတော့သက်သက်ဖောက်ပံ့ဖို့တွေဆိုမှလည်းအခုနေမှာကဝေခက်ခဲလေးရှိနေကြသေးတယ်အဲ့လိုရှိနေတဲ့အချိန်မှာဒါကျွန်တော်ကဂျပန်ပေါ့နော်ဒီတန်ယုံပေါ့နော်လူ့ကိုယ်ရေလှူရှားတဲ့အဖွဲ့တွေပေါ့အဒီအဖွဲ့နဲ့ကျွန်တော်တို့ ਨੇ တိုက်ရိုက်ဒီအလုပ်သမားတွေကိုဘယ်လိုကျွန်တော်တို့သဘောတူပေးလို့ရမှာလဲပေါ့နော်အဲ့ဒါကျွန်တော်တို့ ਨੇ ဒီအလုပ်သမားတွေနဲ့တွေ့ဆုံပြီးစကားပြောတာတော့ရှိပါတယ် ါသူတို့ဘက်ကလည်းညီမနိုင်ငံမိသားစုတွေကိုဘယ်လိုကူညီပေးလို့ရမလဲနောက်ပြီးဒီ China မှာအလုပ်သမားတွေရဲ့ဆက်ဆဲဘယ်လိုရှိနိုင်လဲနောက်ပြီးသူတို့တွေအခုလိုမျိုးနေရတာအဆင်မပြေဘူးလားနောက်ပြီးသူတို့ဘယ်လိုကူညီပေးရမလဲပေါ့အဆိုင်လေးတွေဆွေးနွေးခဲ့တာပါခင်ဗျာလက်ရှိမှာရောဒီပျောက်ဆုံးသေဆုံးသူတွေအတွက်ထိုင်းဘက်ကစီစဉ်ပေးတဲ့နင်နာကြီးတွေအပြည့်အဝရကြပြီလားဘလောက်အနေထားရထားပြီလဲအာကျွန်တော်ဒီထိုင်းဘက်ကထိုင်းလူမျိုးတွေကတော့ရရှိသွားပါပြီ ိုင်းလူလူတွေကရရှိတဲ့လူကရရှိသွားပြီပေါ့အဲကျန်ရှိနေတဲ့လူကကျန်ပါသေးတယ်ကျွန်တော်မြန်မာလူမျိုးတွေမှာတော့အာကျွန်တော်တို့တွေဘာခက်တွေ့ရလဲဆိုရင်တချို့ဒီယောဂဆရာပါเนาะဒီ VMB ပေါ့အဲ့ဒါကြီးတက်တဲ့ချိန်မှာအတချို့နေရာမှာအခြေဖတ်တဲ့လူကဖတ်တယ်မဖတ်တဲ့လူကမဖတ်သေးဘူးပေါ့ဒါပေမဲ့ငွေဒီရောကြီးပိုင်းမှာကျတော့အဆောင်ဆန်းနေရတယ်ဘာကြောင့်ဆောင်ဆန်းနေလဲပကန်စကောမှာသူတို့မောင်နှမတွေကထုတ်မာလားမိဘထုတ်မာလားအသက်ရှာနေမှာစာရွက်စာရင်းမပြည့်စုံသေးတဲ့အတွက်မှာနည်းနည်းလေးချက်ချာနေရတော့လူတွေ့နေရတယ် နောက်ပြီးတော့ဒီသစိုးထိုင်းရဲ့ထိုင်းလူမျိုးတွေပေါ်မှာတော့တယောက်ကိုတော့ဘတ်18သိန်းလို့တော့ကျွန်တော်တို့ကြားရှိထားတယ်ပေါ့နော်ဒါသူတို့ကရရှိသွားတဲ့သူတွေရရှိသွားပါပြီထိုင်းတွေတော်တော်များများသူ့ရဲ့သူတွေရရှိသွားပြီပေါ့ဒါမဲ့ကျွန်တော်တို့မြန်မာပြည်သားတွေမှာအခုဘယ်လိုဖြစ်နေလဲဆိုရင်ဒါကျွန်တော်မြန်မာဒီထဲမှာတောက်ဆုံးသူက30နဲ့4ဦးပဲလို့ကျွန်တော်ကြားရှိရပါတော့နော်ဒါကျွန်တော်မြန်မာပြည်သားတွေဒီကအဲ့ဒီမှာများတော့ထိုင်းလူမျိုးပိုများတယ်ထိုင်းလူမျိုး60ကျော်လို့ပြောတယ် ပြောင်းဆုံးသူတွေထဲမှာဒီမြန်မာရုပ်အလောင်းတွေထပ်တွေ့တာရှိလားဒီရက်ထဲမှာရောဒီတည်ဆုံးသူမြန်မာတွေအတွက်အတူပါကိစ္စတွေတချို့ပြရတာတွေရှိလားကိုအာဒီနေ့ဆိုရင်ပေါ့နော်ကျွန်တော်တို့ရုပ်လောင်း၃လောင်းပေါ့နော်ဒါကျွန်တော်တို့ကူညီတောင်းတဲ့ရုပ်လောင်း၃လောင်းရှိပါတယ်ရှိရတဲ့မှာဒီနေ့သူတို့အတွက်ကိုကျွန်တော်တချို့ဖို့ကိစ္စတွေပေါ့ဒီနေ့လာပြီးဆောင်ရွက်ပေးနေတယ်ပေါ့နော်ဒီနေ့လာဆောင်ရွက်တဲ့အချိန်မှာလည်းနည်းနည်းလေးအာကျွန်တော်ဆက်တွေ့နေရတယ်ဘာလို့ဆက်တွေ့တော့ဒီမှာရှိနေတာကညီကိုရင်းနေဖြစ်တယ်အဲတရားဝါတော့ညီကိုရင်းတယ်တရားဝါတော့ဝင်းခွဲတွေဖြစ်တယ်ပေါ့ အဲတချို့ကြတော့အတော်တွေဖြစ်တယ်အဲ့လိုအချိန်မှာကြတော့သူတို့ချုပ်လောင်းဒီဂျိုတဲ့အချိန်မှာကျွန်တော်ရဲ့ဒီနိလပိုင်းကိစ္စတွေမှာစကားပြောတဲ့အချိန်ကသူကမိဘတွေကိုပေါ်တင်မှုကိစ္စတွေမှာနည်းနည်းလေးစကားပြောနေရတယ်အတ္တမှာကျွန်တော်ကဒီမြန်မာနိုင်ငံကပြီးတက်လာဖို့ပေါ့ဟောဒီသူတို့မိဘဆွေမျိုးတာချင်းတွေတက်လာဖို့ဒါကျွန်တော်ရအများဆုံးစီစဉ်ပေးဖို့ပေါ့အိုင်းဒီဘက်ကသက်ဆိုင်ရာဖွဲ့စည်းလို့တော့မေတ္တာရတောင်းဆိုထားပါတယ် လက်ရှိအချိန်ထိရောဒီပြောက်ဆုံးသိဆုံးတွေအတွက်ပေါ့နော်ထိုင်းဘက်ကပေးတဲ့နင်နာချေကဘလောက်အနေထားရရှိထားပြီလဲကိုအာကျွန်တော်တို့ဒီထိုင်းဘက်ကပြီးတော့နင်နာချေကြားရှိတာတော့မရှိသေးပါဘူးဒါပေမဲ့ထိုင်းဘက်ကပြီးတော့အာသူတို့မိသားစုဝင်တွေနဲ့ပြန်ပြီးဆက်သက်သူမှန်ကန်တယ်ဆိုရင်တော့ဒါသူတို့ဘက်ကပြီးတော့အာသူတို့ဘက်ကထောက်ပံ့ချေပေါ့နော်2000တော့ပေးတာရှိတယ်ဒါကတော့တဘာဝပေးရပြီးတော့ပေးတာဖြစ်မှာပါအာဒီပကံသခေါ်ပြောနင်နာချေပေးထားတာတော့မတွေ့သေးပါဘူးကြားလည်းမကြားသေးပါဘူးအာကျွန်တော်တို့ဒီ time မျိုးတွေကတော့ တချို့ထိုင်းလူတွေကတော့ရသွားရသူတွေကတယောက်16သိန်းလို့ပဲကျွန်တော်တို့ကြားရှိတယ်ဒါပေမဲ့သူတို့ပြောထားတဲ့စကားမှာတော့အာထိုင်းရဲ့ညီမရဲ့မခွဲခြားဘူးလို့တော့သူတို့ပြောထားတာလို့ကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်အထိုင်းလူမျိုး16သိန်းရရင်ကျွန်တော်ညီမလူမျိုး16သိန်းရမှာဆိုတော့ဒါမေးခွန်းထုတ်လာမယ်အနေထားပြီးတော့ဖြစ်လာမယ်လေပေါ့ဒီစေယုံတက်ကုသနေရတဲ့မြန်မာတွေရဲ့ကျမရဲ့ခြေနေအောင်ဘယ်လိုရှိလဲဗျအာဆေးုံပေါ်လာပြီးတော့တမ်းမာရေးကုသလာတဲ့နှစ်ယောက်ပေါ့နော်ဒါသူတို့ကတော့ဆင်းလာပြီးတော့တယောက်ကတော့ အခါယူအပ်သွားတဲ့သူကတော့လက်ရှိသူဆင်းလာပြီပေါ့အာသူ့ရဲ့လူသမီးကတော့ဒီထဲမှာသူကပါဝင်သွားတယ်ဆိုတော့ဒါပေမဲ့လက်ရှိသူလည်းဒီမှာစောင့်ဆန်းနေတော့တော့တွေ့ရပါတယ်ပေါ့နော်အဲတချို့လူကြတော့လည်းဒါသူတို့ရဲ့ဖဏောင်ရိုးတွေပါပဲအပ်သွားတဲ့သူကအဲ့တို့ဆေးဝါးဆင်းလာပြီးအဆမ်းမှာနားယူနေရတာဟာလည်းရှိပါဦး။ဟုတ်ကဲ့နောက်ဆုံးနေတော့ဗာမြပြောချင်ပါသေးလဲခင်ဗျာ။အဲကျွန်တော်အနေနဲ့အများဆုံးဗာသတင်းပေးချင်တာလဲဆိုရင်ကျွန်တော်တို့အခုပေါ့နော်၃ခုပေါ့ကျွန်တော်တို့မြန်မာလူမျိုးကိုအဲသူကစိတ်ရင်းကောက တော့ချက်ချလိုက်တဲ့အချိန်မှာ34ဦးတို့တော့သိကျွန်တော်ကြားရတယ်ပေါ့နော်အဆင်34ဦးမှာကကြားရှိတာ34ဦးဒါပေမဲ့ကျွန်တော်တို့လူပြောက်စင်းဆိုင်တဲ့အဲမှာကတော့အယောက်20ကျော်လေးပဲရှိပါသေးတယ်နော်တချို့ဟာဒီမှာကမိသားစုတွေနဲ့ဆက်သွယ်ရနေရတာတွေလည်းရှိရှိမှာပါကျွန်တော်ပြောချင်တာကကျွန်တော်တို့ဒီ3လပိုင်း28ရက်နေ့ပေါ့နော်28ရက်နေ့နောက်ဆုံးမှာစကားပြောလို့မရတော့တဲ့ဒီ28ရက်နေ့နောက်ပိုင်းပေါ့နော်စကားလုံးဝပြောလို့မရတော့ဘူးဆက်သွယ်မရတော့ဘူးဆိုရင် ျွန်တော်ဒီချက်တူချက်ကိုလာပြီးတော့ဗောနော်ဒါလူကြောက်စင်းတိုင်စီချင်းနဲ့တိုင်ပြီးတော့ဒါကျွန်တော်အမှုဝင်တိုင်ကြပြီးတော့ဒီပကံစပုံရဲ့အရေးမှာကျွန်တော်ဆောင်ရွက်ဖို့တော့ကျွန်တော်နေတိုက်တွန်းခြင်းနဲ့နောက်ပြီးရင်လည်းဒီချက်တူချက်ကိုလာပြီးဆိုရင်လည်းချက်တူချက်မှာကျွန်တော်ကုညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတီတီရှိပါပဲအာနောက်ပြီးစကပြန်မီလည်းရှိပါပဲအတော့ကျွန်တော်တို့တက်ဆိုင်ရာဒီနားမှာကျွန်တော်လုံးဝမသိရင်လည်းအချိန်မွေးဆက်သွယ်လာလို့ရပါတယ်ဘာလို့လဲဆိုတော့အခုကတော့လူကြီးတွေကသုံးတယ်နဲ့နေဦးတယ်မှာ မြန်မာလူတို့လုံးဝနေပေါ်တာကတကယ်ဟုတ်တိုင်ကြပြီးကြောက်စင်းတိုင်ထားတာကဒီ20နီးပါးပဲဖြစ်နေပြပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကို